နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမဇုံမြို့နယ်မှာဓာတ်တော်ကြီးရွာကိုစစ်ခွေးတပ်ကဝင်အောင်စီးနေပြီးတော့ပြည်သူ၃ကိုတပ်ဖြတ်ကရွာလုံးကျမိတင်ရှုပ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မနက်7:00နာရီအချိန်မှာစစ်ခွေးတပ်ကမဇုံမြို့နယ်ဓာတ်တော်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကြောင်းထိုးလာတယ်လို့သိရပါဗါး။အဲ့ဒီနောက်ကြီးရွာအထွေကိုရောက်ရှိလာတဲ့အချိန်အနီးနားပတ်ဝန်းကျင်များကိုလက်နက်ကြီးများ drone များနဲ့ ဖွဲ့ပြေးသွားတဲ့စစ်ဘေးရှောင်ပြည်သူများကိုလိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါဗါးအခုလိုပစ်ခတ်မှုကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီနောက်စစ်ခွေးတက်ကဓာတ်တော်ကြေးပါတစ်ခုလုံးကိုမီးတင်ရှို့ခဲ့ရာအင်ဂျီအများပြားမီးလောင်ပြကျသွားပြီးတဲ့နောက်စစ်ခွေးစစ်ကြောင်းပြန်လဲထွက်ခွာသွားတယ်လို့သိရပါဗါးအခုနေ့တော့စစ်ကြောင်းပြန်လာမှအုပ်ဆိုးရင်လို့ဓာတ်တော်ကြေးပါပြည်သူတွေကတော့နှိဆက်ရာတောတွေထဲမှာစစ်ဘေးတိတ်ဆောင်နေရတော့မယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါဗါး အလားတူပဲကချင်ပြည်နယ်ဖားကန်မြို့နယ်မနာကြီးရွာကိုအချမ်းမဆင်ခွေးတက်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာလင်းမယားနှစ်ဦးဒဏ်ရာရရှိပြီးတော့တဦးစိုးရရတယ်လို့ဖားကန်တရင်အေးမေးကပြောပြထားပါတယ်။နိုဗ ెంబ ာလ28ရက်နေ့ညပိုင်းကဖားကန်မြို့ယူဟာကုန်းမှာတက်ဆွဲထားတဲ့စစ်ခွေးတက်ကမနာကြီးရွာအတွင်းထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာလင်းမယားနှစ်ဦးဒဏ်ရာရပြီးတော့တဦးစိုးရရတယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့တဦးကတော့အစုတ်ထဲကနေသွေးတွေဖောက်ထုတ်ရတဲ့အနေထားဖြစ်ပါတယ်။ တော်တော်လေးကိုပြင်းထန်တယ်အသက်လူရတဲ့အနေထားဖြစ်နေပါတယ်တယောက်ကတော့တိတ်မပြင်းထန်ဘူးလို့သိရတယ်လို့ဖားကန်တရင်အင်းမေက ပြောပြထားပါတယ်စိတ်ခွေးတက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်မနာကြီးရဟာ KIA KBDF တပ်ဖွဲ့များထိန်းချုပ်ထားရာစိတ်မှုကြီးရအုပ်စုထဲမှာပါဝင်လို့စိတ်ခွေးတက်ကပြန်လည်တိမ့်ပိုက်ထားတဲ့စမ်းကြွယ်ကြီးရနဲ့လည်းကက်လျက်တီရှိတယ်လို့သိရပါတယ်နိုဝင်ဘာလ28ရက်နေ့ညစင်တားရီအချိန်ကလည်းဖားကန်မြို့နယ်မော်စီသာဖျားကုန်းစမ်းကြွယ်ကြီးရမှာရှိတဲ့စိတ်ခွေးတက်စခန်းများအပါအဝင် စစ်ခွေးတွေတပ်ဆွဲထားရာနေရာများကို KIA ပူးပေါင်းတပ်ဖွဲ့များက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ